အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာကော့စတိုဒီ channel ကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့ channel ကနေအခုတင်ဆက်ပေးခြင်းတဲ့ဇလန်းလေးကတော့မောင်စနေနှစ်ဘာဘူကြီးဆိုတဲ့ဇလန်းလေးရဲ့ဇာတိမိုင်းလေးပဲဖြစ်ပါတယ်ဒီဇလန်းလေးကိုမတင်ဆက်ပေးခင်မှာကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့လည်းအားလုံးကိုတောင်းဆိုလိုက်ပါစေခင်ဗျာကိုဘဘူးရှင်ပါလီယူတာလေဆရာတော်ကိုအားနာစရာဟိုစွန်ကျွေးတဲ့သူတွေအတင်းပေးတာမာရရဲ့ရှင်ကလေအတင်းပေးတဲ့ယူစရာလား ကိုယ့်ထက်အဆင်မပြေတဲ့သူတွေကိုပေးခိုင်းလိုက်ရောပေါ့ဘာဘူးကြီးမိမလည်းဘာဘူးကြီးကိုစူးနေတာဗျတကယ်တော့အပြစ်ပြောခြင်းစိမ့်နဲ့စူးနေတာမဟုတ်ပါဘူးအာနာလို့သာပြောနေတာအဲ့ဒီတော့ကျုပ်ကလည်းဝင်ပြောရတာပေါ့ဒေါ်လေးနဲ့အမဟိုဘာဘူးကြီးကိုမစူပါနဲ့တော့သူ့ခမရဟိုအားစူလိုက်ဒီအားစူလိုက်နဲ့တနာစရာပါဘာဖြစ်လို့လဲငါတူရဲ့ဟိုเจ้าကလည်းပေးတော့မယူခြင်းလို့စူးတယ်အခုယူတော့လေဒေါ်လေးတို့ကစူးတယ်လေဩအဲ့လိုလား အဲ့ဒါဆိုရင်လည်းဒေါ်လေးတို့မစူတော့ပါဘူးကွယ်ကျုပ်တို့ကလည်းဂျိုင်းလေးကိုလှည့်ယူပြီးတော့လည်းအိမ်မှာခဏထိုင်ပြီးတော့စကားပြောပြတယ်ကျုပ်ကလည်းပေါက်ကြီးရလေးပြောပြီးတော့ပြောပြောနေတတ်တော့သူတို့မိသားစုနဲ့အတော်လေးဟန်ကြတယ်ပေါ့ဘာဘူးကြီးရဲ့သမီးနှစ်ယောက်စလုံးကလည်းကျုပ်ကို တော်တော်ခင်ကြအငယ်လေးကလည်းကျုပ်ပြောပြတဲ့အကြောင်းတွေကိုနားထောင်ပြီးတော့သဘောကျနေတာလေအကိုစနေပြောပုံရဆိုရင်ဖေဖေကြီးတို့လိုတရားထိုင်ရင်ယောဂပြောင်းမယ်ပေါ့နော်အဲ့ဒါဆိုမိမိလည်းတရားထိုင်ရင်စီးတယ်မတော့တော့ဘူးလားအဲ အဲ့ဒါတော့ကျုပ်ကလည်းကလေးမလေးမေးတော့ဘလို့ပြန်ဖြေအမှန်မသိဖြစ်သွားတာပေါ့ကျုပ်ဘလို့ပြန်ဖြေအမှန်မသိဖြစ်နေတာကိုဘာဘူးကြီးရဲ့တမီးအကြီးမအိမ်နံမေကလည်းတူတူလေးဗျတူတူကလည်းသဘောကျပြီးကြည့်အကျုပ်ကလည်းရွယ်တူမိမကျော်လေးကကြည့်နေတာဆိုတော့နင်းနေတော့ရှက်နေတာပေါ့အဲ့ဒါကြောင့်လည်းကလေးမလေးရဲ့အမိကိုဖြေလိုက်음စီးတွေကတော့တော့အောင်ပါပေါ့မိမိရဲ့စီးတွေမတော့တော့မဲ့အချိန်မြန်မြန်ရောက်လာဖို့တော့တရားထိုင်ရမယ်음အဲ့ဒါဆိုရင်မိမိလည်းတရားထိုင် ကောင်းနေကောင်းနေမိမိရဲ့ဖေးကြီးပြန်လာမှတားဖနေအောင်အတူတူထိုင်ကြအခုဖုန်းကြီးစီမှာနီလန်းနေမေးပေးမယ်နော်ဟုတ်ကဲ့ကိုစနီကျုပ်ကလည်းမိမကျော်လေးတွေရှေ့ကိုရောက်ရင်တော့လေတိတ်ညံကောင်းတာဗျအခုလည်းတူတူရဲ့ရှေ့မှာညံကောင်းပြလိုက်တာနိုင်ငံခြားမင်းသမီးလေးလိုလှတဲ့တူတူတယောက်ကျုပ်ကိုသဘောကျပြီးကြည့်နေလေရဲ့အသက်ကလည်းငယ်သေးသူတို့ကောင်းကြီးရဲ့နောက်တာလဲရတာတရားကလည်းအဖြစ်မရှိဘူးဆိုတော့လေမရဘူးပေါ့ဗျဒါပေမဲ့လှတာလေးတွေမြင်ရင်တော့ခိုးခိုးကြည့်တတ်တာ လဖေးဆန်းကောင်းနေဘာဘူးကြီးကိုယိုကျိုးနေတာအခုမှပဲတေချာသဘောပေါက်တော့အရင်အခေါက်တွေတုန်းကတော့တေချာမကြည့်အောင်အခုမှပဲတေချာကြည့်လိုက်ပြီးတော့သူသူကလည်းအတော်လေးကိုလှတာဗျအသားအရည်သဘင်ကိုလုံးကိုပေါက်မျက်လုံးမျက်ခုံးနဲ့နှက်ခမ်းအပြင်နဲ့နှက်ခေါင်းအဆုံးပေါ့စံစားအနေခြေပြားတီလည်းအပြစ်ပြောစရာမရှိဘူးဘာဘူးကြီးနဲ့တူတာဆိုလို့မျက်လုံးတွေပဲအဖေနဲ့အမေရဲ့လှတာတွေပဲသူကရထားတာလေငွေမနဲ့တော့လုံးဝစန့်ကျင်ဘက်ပဲအဖေနဲ့အမေရဲ့မလှတာတွေကိုအကုန်ရထားတာဗျအတော်သေးတယ်ဗျ လာတာမလာတာချစ်စရာတော့အကောင်းသားဆိုရရင်တော့ကျုပ်ဘာဘူးကြီးတို့မိသားစုနဲ့တော့ရင်းနှီးသွားတယ်ပေါ့ရက်ကော့ထဲကငနေလေးတွေကတော့မျက်စိစဝင်မွေးစူးစရာဖြစ်တော့မယ်ထင်ပါရဲ့ကျုပ်စိတ်ကတော့ရှင်းပါလေသူသူ့ကိုလှလို့ကြည်တာပဲရှိမယိုးသားတဲ့စိတ်နဲ့မဖြစ်ဘူးဆိုတာကတော့လေအာမခံပါလေကျုံနယ်ဘာဘူးကြီးကလည်းညဆိုဘိုးကစီမှာတမထတီနီးတွေကိုလေမင်းရင်နဲ့ခန္ဓာကိုယ်ကြီးကိုလည်းစိတ်နဲ့ဘယ်လိုရွှေ့နိုင်မလဲဆိုတာမေးကြည့်တာပေါ့ အဲယောဂီတွေတရားထိုင်လို့ပြီးသွားတဲ့အချိန်မှပဲကျုပ်တို့နှစ်ယောက်တိမ်နေတော့ပြီးတော့တရားတော်ထိုင်ပြစ်တစုံတစ်ခုတည်းကိုပဲအမှတ်ပြုပြီးတော့တမာတိတီးရတာပေါ့ကျုပ်ကလည်းကြင်ကြံငယ်ဘူးတဲ့လူဆိုတော့တိတ်ပြီးတော့မခဲရင်ဘူးပေါ့ဘာဘူးကြီးကတော့တမာတိတီးလို့ကိုမရနိုင်ဘူးနဲ့တူပါရဲ့တလုံးလုံးတေရွရွနဲ့တနာကြီးလောက်ထိုင်ပြီးတဲ့အချိန်မှဘာဘူးကြီးကလည်းထငိုပါလေရောဗျာကျုပ်ပြန်လန့်သွားတာပေါ့လက်နေတံမီးအသင်ပါလို့သာတော်တော်တယ်ကျုပ်ကလည်းတံမီးကိုယူပြီးတော့ဘာဘူးကြီးကိုထိုးကြည့်လိုက်တော့ဘာဘူးကြီးကလည်းမျက်ရည်တွေကျပြီးတော့ငိုးနေတယ် အဲ့ဒါနဲ့ကျုပ်ကလည်းသူ့ပခုံးကိုကင်လှုပ်ပြီးတော့သတိပေးရတယ်။ဘာဝီဘာဝီဟေးဟေးလူခင်ဗျဘာလို့ငိုနေရလဲဗျာလမ်းလိုက်ဟိုတရားထိုင်နေအင်းကသမီးလေးစီကိုစိတ်ရောက်သွားလို့ပါကွာစိတ်တရားစူးစီးလို့ကိုမရောစနေရကိုစိတ်ကိုမနိုင်သေးဘူးကွာရောက်ချင်တာလေရောက်နေတော့တာပဲအဲ့လောက်မြန်တဲ့စိတ်နောက်ကိုကျုပ်တို့ခန္ဓာကိုယ်ကြီးသာလိုက်ရရင်တော့လားဘာဘူးစဉ်းစားတာကြည့်ပြီးတော့အေးကွာမင်းကတော့ငြိမ့်နေတာပဲ ငါအရှုံးတော့မပေးဘူးစနေရပန်းချောင်ကိုရောက်အောင်သွားဩကျုပ်တယောက်တည်းပဲကြောင်တော်တော်ဖြစ်နေတယ်ထင်တာဘာဘူးကြီးကပါကြောင်တော်တော်ဖြစ်နေတာပဲဘာပဲဖြစ်ဖြစ်လေကျုပ်တို့ကတော့ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တယ်တနေ့တလန်ပကံဘယ်ပြေးမလဲပေါ့ဗျာအဲ့ဒီလိုနဲ့ကျုပ်တို့နေအောင်ဈေးညံလျှောက်လိုက်တရားထိုင်လိုက်နဲ့ယောဂီတွေမေတ္တာပို့တော်မယ်အချိန်ရောက်မှာပဲအိတ်ကြအိတ်တာတော်မှအမှတ်တရီလေးနဲ့အိတ်ကြတယ်ပြလေရလောက်ဇက်တိုက်အာထုတ်တော့ဘိုးကလည်းရိမ့်မိသွားတယ်လေအဲ့ဒီတော့လေမနက်စာစားနေတဲ့အချိန်မှာပဲကျုပ်တို့နှစ်ယောက်ကိုမေး စနေနဲ့ပါဘူးမင်းတို့နှစ်ယောက်ညာလဲမအိတ်တရားပဲထိုင်နေတယ်အဲ့လောက်ကြီးအသေးအံနဲ့မကြင့်ကြံကြနဲ့လေမြတ်စွာဘုရားဟောရတာရှိတယ်မလျှော့မတင်းလေးပေါ့ကွာတို့များခက်ကတော့စောင်းတဲ့ဥပမာပေးလို့မရတော့ဘူးမေဒလင်တို့ဂစ်တာတို့လို့ပေါ့အဲသူ့ရဲ့နှီးတိုင်းပဲကျိုးကိုညှိရတာမလားအတအားတင်းလို့လည်းမရဘူးတအားလျှော့လို့လည်းမရဘူးအဲ့ဒီတော့ဘယ်ကိစ္စမဆိုအလွန်အကျွံလောက်တာမကောင်းဘူးကွာဟုတ်ကဲ့ပါဘူးကွာမှတ်သားထားပါမယ်အေးအေးအေးတရားအားထုတ်တာကိုတားရတာလည်းမကောင်းပါဘူးကွာ ါပေမဲ့လည်းမဖြစ်တင်တာတွေမဖြစ်အောင်တော့လမ်းပြရမယ်။တို့များတရားအားထုတ်တယ်ဆိုတာစိတ်အလုတ်ကစိတ်ဆိုတဲ့အရာမျိုးကလည်းထိန်းရအင်မတန်ခက်မထိန်းရလို့ဒုက္ခရောက်သွားတဲ့သူတွေဒုနဲ့ဒီမလားတရားအားထုတ်ပြီးတော့ယူသွားတဲ့သူတွေလည်းရှိတဗျာအယူတွေဟိုမှကိုးကွယ်နေသူများကလည်းရှိပြန်ရောဟိလူအမျိုးမျိုးစိတ်အဖုံဖုံရဲ့ကွကျုပ်ကလည်းဘိုးကပြောတာကိုသေချာနားလေပါလေတခါတော့ကလည်းမိကတိုင်းကျင့်ပြီးတော့ကျုပ်ယူသွားသေးတယ်လေအဲ့ဒီတော့အခုလို့လောက်တာတွေကမကောင်းဘူးဆိုတာကျုပ်သိတယ် ဒါပေမဲ့ဘာဘူးကြီးကတော့ခက်သားဗျာပြောလို့ကိုမရောက်ဘိုးကဆုံးမနေတဲ့ကြားတော်မှာလစ်တာနဲ့ကျုပ်ကိုပြောတာကိုပဲကြည့်စနီငါတော့တမာရီတီနေပြီမင်းပြောပုံရဆိုရင်မကြခင်ငါလမ်းလျှောက်မသွားဘဲနဲ့အလိုရှိရာအရက်ကိုစိတ်နဲ့သွားနိုင်တော့မယ်ထင်တယ်ဟာအဲ့လိုမလွယ်ဘူးဘာဘူးကြီးကကျုပ်လိုကတော့အခုလိုလောဘတကြီးကြင့်ကြံနေတာမှားနေပြီထင်တယ်အကျုပ်တို့ရဲ့စေတနာတွေကမှားနေတာအကျိုးမရှိတော့ဘူးနော်မဟုတ်သေးဘူးလေစနီယာအကျိုးရှိတယ်ကွာ ငါတို့အမြဲပဲတရားထိုင်ကြနေရလေတရားထိုင်ရတာတော်တော်ကောင်းနေပြီဟောဘာဘူးကြီးခမရောကြုတ်ရောပိန်သွားတယ်နော်အာပိန်ပိန်ကွာစပြီးတဲ့ကိစ္စတော့ပြီးအောင်တော့အဆုံးသတ်ရမှာခက်ပြီဗျာကျုပ်ကလည်းဘလို့ပြောလို့ပြောရမှန်းကိုမသိတော့ဘာဘူးကြီးကိုလည်းဘလို့မှထိုင်မရတော့ဘူးသူ့ကိုကြည့်ရတာကျုပ်ပြင်လဲစိတ်တည်ညစ်နေပြီကျုပ်လည်းပြောမရတာမလို့လဲဒီတိုင်းပဲထိုင်ကြည့်နေရတော့တာပေါ့စနေအချိန်နေဘလို့လဲပေါ့ဘာလို့လဲဘာဘူးကြီး မင်းစိတ်ညော့ရအောင်ကိုခန္ဓာကိုယောက်တော့ယောက်တော့မယ်မလားအားဗျာအမြင်နဲ့ဒါကြီးပဲမင်းနီကျုပ်ရှုံးပြီလေဗျာကျုပ်ကတော့မဖြစ်နိုင်အဲမင်းမဖြစ်နိုင်ပြီမင်းငါတော့ဖြစ်တော့မယ်ထင်တယ်ပေါ့ဗျာဘာဖြစ်လို့လဲဗျာငါတိမ်ရှိမှတရားထိုင်နေရင်တိမ်နောက်ကိုစိတ်ညွတ်တာနဲ့ချက်ချင်းတိမ်နောက်ကိုယောက်သွားတာပေါ့အာမဖြစ်နိုင်တာဗျာအာငါကောင်တကယ်ဟာငါအဝေးကြီးကိုတမင်စိတ်မညွတ်သေးတာတော်ကြပြန်မလာတတ်မှာစိုးလို့လေ ကျုပ်ကောင်းနေလဲထူပူသွားတာပေါ့။ဘာဘူးကြီးကလည်းတကယ်ပြောနေတယ်ပုံလေး။သူ့ကြည့်ရတာညာပြောနေရလဲမဟုတ်ဘူးလေ။တကယ်ဖြစ်ရင်ဖြစ်မဖြစ်ရင်ဘာဘူးကြီးယူသွားပြီလို့ကျုပ်သုံးသက်လိုက်။စိတ်တွေလည်းညစ်နေတာပေါ့ဗျာ။အဲ့ဒါနဲ့ပဲကျုပ်ကလည်းဟုတ်လားလို့ဆိုပဲစကားရောဖော်ရောနဲ့ပဲနေလိုက်။တိန်နဲ့တရားသွားထိုင်မယ်ဆိုပြီးတော့လေကျုပ်ကလည်းအကြောင်းပြချက်တချို့ပေးပြီးတော့သွားမထိုင်ပြပါဘူးဗျာ။ဘာဘူးကြီးကတော့တယောက်တည်းသွားထိုင်တာပေါ့။ကျုပ်ကတော့ဇောင်းထဲမှာတယောက်တည်းထိုင်ပြီးတော့ခေါင်းနေရှုပ်နေ။သွားပြီ။တောက်သုံးမကြတဲ့ငါ။ဘာဘူးကြီးကိုလည်းထိန်းလို့မရတော့ဘူး။ ယူသွားရင်တော့ចောင်းလဲနိုင်မယ်ပြက်သူ့မိသားစုလည်းနင့်တယ်ငါဘာလို့အောင်မလဲငါဘာလို့တင်ကျုပ်ကလည်းခေါင်းကိုတပြင်းပြင်းကုတ်ပြီးတော့စိတ်တွေညစ်နေတာပေါ့ဗျာအဲ့ဒီအချိန်မှာလူတယောက်ရဲ့အတန်ထွက်ပေါ်လာအဲ့ဒီအတန်ကိုလည်းရင်းရင်းနှီးနှီးကြားဘူးတယ်လေအတန်လာရအိုးကျုပ်ဓာမီးနဲ့ထိုးကြည့်လိုက်တော့ဟောဗျာဆရာမိုးကောင်ဖြစ်နေပါရောဆရာမိုးကောင်ကိုကလည်းအဖြူအောင်နေတောက်လို့ကျုပ်ကလည်းအံ့ဩတကြီးနဲ့ဆရာမိုးကောင်ကိုနှုတ်ဆက်လိုက်တယ်ဟာဆရာအချိန်မတော်ကြီးရောက်လာပါလားကိုဆုံးမြတ်ရော စိုးမြက်ကတောင်ပေါ်မှာလေဘဲတောင်တုံးဆရာရှမ်းပြည်ကတောင်တလုံးပေါ်မှာပေါ့ဟောဒါဆိုဆရာတယောက်လေးလာတာပေါ့အေးအဲ့ဒါတွေထားလိုက်ပေါ့မင်းကိုကြည့်ရတာစိတ်ညစ်နေတယ်လို့ပဲအာဟုတ်တယ်ဆရာကြီးကျုပ်ဆတဲ့ဇက်ကိုကျုပ်မနိုင်တော့ကျုပ်ကလည်းဘာဘူးကြီးကိစ္စကိုပြောပြရတာပေါ့အဲ့ဒီတော့ဆရာမိုးကောင်းကလည်းကြီးတယ်ပြီးတော့လည်းကျုပ်ကိုပြောတယ်လေစနေမင်းရတော့ကွာလုံးလိုက်ရင်အရာရာနဲ့အကြောင်းကြောင်းကြီးပဲ မင်းယူသွားပြီဆိုရင်တော့ပြဿနာမရှိဘူးဘာဘူးကြီးယူသွားမယ်ဆိုရင်တော့ဆရာတော်လည်းမျက်နှာပြက်เสียဖြစ်လိမ့်မယ်တော်တော်ဆိုးတယ်ကောင်ကွာအာကျုပ်ကဆိုးပါလေဆိုဘာဘူးကြီးကပို့ပြီးဆိုးနေတာပြောအေးသူ့တော့မင်းအပြစ်တင်လို့မရဘူးလေစူးစမ်းခြင်းနဲ့စိတ်ကိုတဲလဲထိန်ရခတ်တယ်စနေကဲကဲကဲမင်းဘာဘူးကြီးကိုတစ်ချက်လောက်သွားကြည့်ကြစို့ကျုပ်တို့ကြောင့်လျှက်စင်မိမရသေးဘူးလေဗျာတိန်နာရောက်တော့လေဆရာမိုးကောင်ကကျုပ်ကိုအတန်တူတူနဲ့ကပ်ပြီးပြောတယ်ကဲစနေ မင်းဘာဘူးကြီးကိုဓာမီနဲ့ထိုးပြီးကြည်စမ်းကွာဟုတ်ကဲ့ဆရာကျုပ်ကလည်းဓာမီနဲ့ထိုးလိုက်တယ်ဟောဗျာဘာဘူးကြီးဘာတွေလုပ်နေရဲ့ထင်လဲဘာဘူးကြီးကကျုပ်အရင်ကလှုပ်တယ်လို့နည်းနည်းလွတ်ဆပြုတ်နေပြီသူဘာလုပ်နေလဲဆိုတော့တင်ရှိမှတရားထိုင်နေတာတော်တော်ကြာလာတော့မျက်လုံးကြီးမှိတ်ပြီးတော့တင်နောက်ကိုပြန်သွားတာပြုအဲပြီးတော့လေတင်နောက်ဖက်အစွန်းမှာထိုင်ပြီးတော့မျက်လုံးဖွင့်ကြည့်တယ်ဟောဗျာအံ့ဩနေတဲ့အမှုရောက်တော့လုံနေသေးတယ်ပြီးတော့လေဓာမီထိုးထားတဲ့ကျုပ်ကိုလည်းလှည့်ကြည့်ပြီးတော့စနေလား ဟုတ်တယ်ဘာဝီမင်းမြင်မိမလားကွာအဘောလဲဗျငါတင်ရှိမှထိုင်နေတာကိုအခုအနောက်ကိုရောက်နေတာလေတွေ့လားဗျာကျုပ်ကလည်းဘာပြန်ပြောလို့ပြောမှမသိအောင်ဖြစ်သွားတာပေါ့ကျုပ်တခုခုပြောမယ်ကြံတော့ဆရာမိုးကောင်းကလည်းကျုပ်ပခုံးကိုပို့ပြီးတော့ပြောတယ်စနေမင်းမြင်ရတယ်လို့သာပြောလိုက်ကွာမင်းဘာဘူးကြီးကိုဇောင်းတန်းကိုသာခေါ်သွားဆရာမိုးကောင်းပြောရတယ်ကျုပ်ကလည်းဘာဘူးကြီးကိုဇောင်းတန်းစီကိုခေါ်သွားလိုက်တာပေါ့ ဇောင်းတန်းကိုရောက်တော့ကျုပ်ဆရာမိုးကောင်းနဲ့မိတ်ဆက်ပေးလိုက်အညိုရောင်အိမ်ကြီးမှာဖြူတွေလွင့်နေတာကိုကျုပ်တင်မဟုတ်ဘာဘူးကြီးရပါမြင်ရအဲ့ဒီနောက်ကျုပ်အနားကပ်ပြီးတော့မေးတာပေါ့စနေ तू ကဘယ်သူလုံးကအဖြူရောင်တွေတောက်နေတယ်ဟာထူးဆန်းနေအော်အဲ့ဒါကျုပ်ဆရာလေ तू ကဆရာတဆူပဲဗျကျိုးတို့ကလည်းအတန်တူတူနဲ့ပြောနေတာကိုဆရာမိုးကောင်းကလည်းပြုံးပြီးတော့မေးတယ်။အစနေနဲ့ပါဘူးကြီး။ဘာတွေများပြောနေတာလဲ။ဆရာမိုးကောင်းအဲ့ဒီလိုမေးတော့လေကျုံးနဲ့ပါဘူးကြီးကလည်းပြန်ဖြေရတာပေါ့ဗျာ။ ဆရာကမှဖြူရောင်နေအလင်းနေဖြောင်းနေလို့ပါကိုရောင်နေမြင်နေရတာလားစနေနေ့ပါဘူးကြီးရဲ့ဟုတ်တယ်ဆရာဩခမရတို့တမာရီအားတွေကောင်းနေပြီပဲဒါပေမဲ့အလွန်အကျွံကြင့်ကြံနေရတော့မကောင်းဘူးပေါ့ဆရာတော်ကြီးနဲ့ဘိုးကလမ်းညွန်တဲ့အတိုင်းသာကြင့်ကြံကြပါဟုတ်ကဲ့ပါဆရာကျုပ်ကလက်ခံပေးမဲ့ဘာဘူးကြီးကလက်မခံဘူးပြောဆရာကျွန်တော်ကတော့အခုလိုကြင့်ကြံနေရတာပို့ထီရောက်တယ်လို့ထင်တယ်အဘလို့လေဘာဘူးကြီး ကျွန်တော်တဏီယာနဲ့တဏီယာကိုစိတ်ညွတ်လိုက်တာနဲ့လူဘာအရောက်သွားနိုင်တော့မယ်လေဗျာမဟုတ်သေးပါဘူးပါရမီရင့်တဲ့သူဆိုရင်တောင်မှအလောက်ကြီးလွယ်မနေဘူးပါဘူးကြီးဟာဘိုးကပြောတာတော့အဲ့ဒီလိုမဟုတ်ပါလို့ပြီပြောဘာဘူးကြီးကလည်းဆရာမိုးကောင်းလိုလူတော်ကန့်လန့်တိုက်နေကျုပ်ပြင်းလည်းဘာပြောမှန်းကိုမသိတော့ဘာဘူးကြီးကိုလည်းဆရာမိုးကောင်းကိုပြန်မပြောဖို့တတိပေးလိုက်တော့ဆရာမိုးကောင်းကလည်းပြောချင်အောင်ပြောဖို့ကျုပ်ကိုခွင့်ပြုလိုက်တယ်စနေဘာဘူးကြီးပြောချင်တာကိုပြောပါစီကွာ ကျွန်တော်ပြောတာမဟုတ်လားဆရာကြီးဘယ်အလို့မဆိုကြိုးကြိုးစားစားလုံးအောင်ပါလေဟုတ်ပါပြီဘာဘူးကြီးကဘယ်အရာအတွက်ကြိုးကြိုးစားစားကြင့်ကြံနေတာလဲစိတ်ညွတ်တာနဲ့ကိုခန္ဓာကပါစိတ်ညွတ်တဲ့နေရာစီရောက်သွားနိုင်မှမလားဟုတ်ပါတယ်ဆရာနေပေါင်းအဲ့ဒီလိုဖြစ်တော့ရောဘာတွေများထူးဆန်းသွားမှာမဟုတ်လို့လေအားထူးဆန်းတာပါဆရာကြီးအဲ့ဒီထက်ထူးဆန်းတာရှိအောင်မလားဘာဘူးကြီးကလည်းဆရာမိုးကောင်းဘလို့ပဲပြောပြောမရပါဘူးဗျာတကယ်ကိုပြောရခက်တယ်လူကြီးအဲ့ဒီတော့ဆရာမိုးကောင်းကလည်းတပ်ပြင်းရှည်တစ်ချက်ကိုချလိုက်တယ် ပြီးတော့မှဘာဘူးကြီးကိုပြောတာပေါ့ကဲဘာဘူးကြီးခမရတလောက်တော့အာတီသားရှိနေမှာတော့ကျုပ်တို့အတူတူလေ့ကျင့်တာပေါ့စနေရတော့ဒီမှာပဲစောင့်ဟုတ်ကဲ့ဆရာဆရာမိုးကောင်းလည်းဘာဘူးကြီးကိုခေါ်ပြီးတော့တိမ်ထဲဝင်သွားတယ်ပြုကျုပ်ကတော့ဇောင်းနှမ်းမှာအိပ်ပြီးစောင့်နေစိတ်ထဲမှာလည်းတော်တော်ဆိုးတယ်ဘာဘူးကြီးလို့တွေးနေမိတာပေါ့အချိန်တော်ကြာတဲ့ရှိလေအိတ်မရပါဘူး။ဟိုတွေးဒီတွေးနဲ့အချိန်တော်တော်ကြာလာတော့မှပဲဇောင်းနှမ်းမှာအိတ်ပြောသွားတော့တယ်။စနေစနေရှောက်ကဇောင်းနှမ်းမှာဘာလို့အိတ်နေရလဲ။ဗျာ ဟဘူးကမင်းကယောဂီတွေတောင်အဲ့ရနိုးပြီ၃နာရီလဲခွဲပြီအခန်းထဲမိဖဲနဲ့ဒီမှာဘာလုပ်နေရလဲကဆရာမိုးကောင်းနဲ့ဘာဘူးကြီးတရားသွားထိုင်နေတယ်အဲ့ဒါကျုပ်ဆောင်ရင်းနဲ့အိပ်ပြောသွားတာဘိုးကကြီးဩဘာဘူးကြီးကိုသွားခေါ်ယောဂီတွေမြေတောင်ပုတ်နေတော့အာယုံဆုံးပြင်ရအောင်လို့ဟုတ်ကဲ့ပါပထမဆုံးကျုပ်ကလည်းတိမ်နဲ့သွားကြည့်တယ်ပြောမရဘူးလीဘာဘူးကြီးကလည်းကျုပ်နဲ့တရားထိုင်ရင်တောင်အခုချိန်ထိတောင်ထိုင်နေတာဟုတ်ဗျ တိမ်နေသွားကြည့်တော့လည်းမရှိဘူးသူတင်မကောက်ဘူးဆရာမိုးကောင်းမှမရှိအဲ့ဒါနဲ့ဘာဘူးကြီးအခန်းကိုသွားကြည့်တယ်အခန်းကလည်းတော့ခက်လျက်ပဲအနောက်ဘက်ကဆွန်ချက်ဆောင်ဘက်ကိုလည်းသွားရှာတယ်ဆွန်ချက်နေတယ်ဝေယဝေးစာဖွဲ့ကိုလည်းမေးရတာပေါ့အကြီးကြီးတို့ဟိုဘာဘူးကြီးဒီကိုလာသေးလားမလာဘူးလေစနေရက်ဟုတ်ဟုတ်ဟုတ်ဟိုဘာဘူးကြီးတို့ဘယ်များသွားလိမ့်လဲမသိပါဘူးကျုပ်ကလည်းတချောင်းလုံးကိုလိုက်ရှာတာပေါ့ဗျာဘာဘူးကြီးနဲ့ဆရာမိုးကောင်းရဲ့အရေးကိုတော့မတွေ့ရအဲ့ဒီတော့ဘိုးကကိုပဲသွားပြောရတာပေါ့ဘိုးက မတွေ့ဘူးဗျာဆရာမိုးကောင်းကမတွေ့ဘူးဟုတ်ခဲ့ပြီဘယ်များသွားနေလဲဘာနေဘလို့ဖြစ်တာလဲပြောစမ်းမအောင်ကွာဘိုးကကြောက်ကုန်ပြီတော့ကြောက်ကလည်းအမှန်တိုင်းဖြေရတာပေါ့ဘာဘူးကြီးကြောင်တော်တော်ဖြစ်နေတာကိုပါပြောပြလိုက်တယ်အဲ့ဒီတော့ဘိုးကလည်းခေါင်းတင်းညင်ညင်နေစနေစနေမင်းတော်တော်စိုးရဲကောင်းပြီအခက်မသိရင်ယူရတာမင်းမသိဘူးလားသိတယ်လေအဲ့ဒါကြောင့်ကြောက်လဲတားတာပေါ့ဗျာတားလို့မှမရဘာဘူးကမင်းလိုလူသားမျိုးပဲထင်နေတယ် အေးမိုးကောင်းရောက်လာတယ်ဆိုတော့လေမဖြစ်တင်တာမဖြစ်အောင်ရောက်လာတာပဲနေလိမ့်အဲ तू ကမင်းရဲ့ဆရာလည်းဖြစ်နေပြီဆိုတော့မင်းစိတ်ထဲမှာဖြစ်နေတာတွေကိုသိလို့ရောက်လာတာနေမယ်ကွာအေးလေအကြောင်းရှိလို့တဏျာကိုခေါ်သွားတာပဲဖြစ်မှာပါမိုးလင်းရင်တော့ရက်ကွက်ထဲတော့လိုက်ရှာအောင်ကွာကြားလားဟုတ်ကဲ့ဘိုးကမင်းဆိုတဲ့ကောင်ကလည်းရာရာနဲ့အကြောင်းကြောင်းမှဆိုမှပဲကွာတကယ်လို့များဘာဘူးကြီးယူသွားရင်တော့ဆရာတော်ရဲ့ဂုံသိက်ခါတော့သွားပြီမင်းသိတဲ့အတိုင်းပဲဒီကလူတွေသိထားတာကလည်းဆရာတော်ရဲ့တရားလမ်းစဉ်တွေကိုဘာဘူးကြီးကြင့်ကြံနေတယ်လို့ပဲထင်မှာကွာ ကျုံမပါတယ်ဘိုးကရေနောက်ဆိုရင်စင်ကျင်မအေးအေးကဲကဲကဲတို့လဲလှုပ်เสียရှိရတော့လှုပ်ကြတာပေါ့မိုးကောင်းနဲ့အတူပျောက်သွားတော့ဆိုတော့ဘာဘူးကြီးကိုစိတ်ချရပါတယ်ကျုပ်တို့ကလည်းတိတ်တော့စိတ်မပူတော့ဘူးပြုဖုံကြီးကိုရင်နဲ့ယောဂီတွေအာယုံဆုံးဖုံပြီးပြီးသွားတော့လေကျုပ်တို့ကမနှက်စာစားမိုးလည်းလင်းပြီဆိုတော့ကျုပ်ကလည်းရက်ွက်ထဲသွားလိုက်တာပေါ့ပထမအဦးဆုံးကိုမျိုးကြီးဆိုင်ကိုအရင်ဝင်ပြီးတော့မေးလိုက်ရို့ကိုမျိုးကြီးဘာဘူးကြီးကိုတွေ့မိသေးလားဗျမတွေ့မိဘူးစနေရဲ့ဘာဖြစ်လို့လဲကွာ 哦，别忘了皮包皮，对人来表来，我叫来下你的了。哦，意思呢？ကျောက်ကလည်းလဖေးစံနေထွက်ပြီးတော့ဘာဘူးကြီးအိမ်ကိုသွားလိုက်တာပေါ့ဘာဘူးကြီးအိမ်ရှိရောက်တော့တူတူတယောက်ကလည်းအိမ်အပြင်လမ်းမှာတပြက်စီးလဲနေတာတွေ့ရကျောက်ကိုတွေ့တော့သူကလည်းတန်းတော်နဲ့မေးတာပေါ့ကိုစနေတယောက်တည်းလားအဖေရောပါမလာဘူးလားဘာဘူးကြီးကအိမ်ပြန်မလာဘူးလားဟင်မလာဘူးလေအဖေဘာဖြစ်လို့လဲဟောသူတယောက်ထိုင်နေတဲ့နဲ့ပျောက်သွားလို့ရှင် အဖေချစ်တဲ့သမီးဆိုတော့လေသူ့အဖေပျောက်သွားတယ်ဆိုတော့မျက်ရည်တွေဝဲပြီးတော့အိမ်ထဲပြေးဝင်သွားတာပေါ့ကျုပ်ကတော့ဆရာမိုးကောင်းနဲ့အတူတူပျောက်သွားတာမလို့သိပြီးစိတ်မပူပေမဲ့အကြောင်းမသိတဲ့သူတွေကတော့တော်တော်လေးစိတ်ပူရှာမယ်အဲ့ဒါကိုလေကျုပ်မိသွားတယ်မကြပါဘူးဘာဘူးကြီးရဲ့မိန်းမပါအိမ်ရှိထွက်ပြီးကျုပ်ကိုအကျိုးကြောင်းမေးမတူနေဦးလေးပျောက်နေလို့ဆိုဟုတ်တယ်ညအမှပျောက်သွားတာဘယ်ရောက်နေဘလို့ဖြစ်တာလဲကွယ်မထိတ်တာမလန့်တာရှိလိုက်ပြောစမ်းပါဦးအတိန်ထဲမှာလူတယောက်နဲ့တရားထိုင်နေတာပဲ မုံလင်းလို့တော့ကြည့်တော့နှစ်ယောက်စလုံးမရှိတော့ဖះဖះအတော့ယောက်ျားဟူများပြန်ပြီးဆွဲသွားသလားကွယ်ဟောအဲ့လိုတော့မဟုတ်ပါဘူး तू နဲ့တရားထိုင်နေတူကကျွန်တော်ဆရာပါကိစ္စရှိလို့ခေါ်သွားတာပဲနှီးမှာပါဗျာအိုးငါတူရေအတိအကျွမ်းမဟုတ်တဲ့ तू ကခေါ်သွားတော့ဘသူ့ကိုဘာမှမပြောဘဲနဲ့ဘသူကလိုက်မာတော့ဒုက္ခပါပဲကျောအဲ့ဒီလိုစဉ်းစားဖို့မေ့သွားတယ်ဗျသူတို့အနေနဲ့ကြောက်လဲပါဘူးယူတော်တော်စိတ်ပူမာလीကျောကလည်းဘာမှပြန်မပြောတတ်တော့ အဲ့ဒီလုံနဲ့တမိသားစုလုံးအကြောင်းကိုလိုက်လာတာပေါ့အကြောင်းကိုရောက်တော့ဖုံးကြီးကိုရှောက်တယ်ဖုံးကြီးကလည်းသူတို့ရှောက်နေတော့မှပဲကျုပ်ကိုလှမ်းလှမ်းကြည့်နေတာပေါ့ဒီကိစ္စတွေရဲ့ဆက်နက်ကလည်းကျုပ်ဆိုတာဖုံးကြီးကလည်းသိတယ်ထင်မှဖုံးကြီးကတော့ဘာဘူးကြီးမိသားစုကိုဂရီးတွေပေးပြီးတော့ပြန်လှုပ်လိုက်တယ်ငကမကြီးတို့ဘာမှစိတ်မပူပါနဲ့ဒကာကြီးဘာမှမဖြစ်စရာဘူးလို့ဖုံးကြီးဂရီးပေးပါအိုတပည့်တော်တို့ဘာမှမပြောပဲတခါမှလည်းထွက်မသွားဘူးလို့စိတ်ပူတာပါဟိုတကယ်လို့သူပြန်ရောက်လာရင်လည်းတပည့်တော်ချက်ချင်းចောင်းကြပြီးပါဗျာ တပီတော်တို့လည်းမကြမကြလာခဲ့ပါအေးစိတ်ချပါကွယ်စိတ်ချပါဘုန်းကြီးသူပြန်လာတာနဲ့ချက်ချင်းအကြောင်းကြားပေးပါမယ်တော့ကားဒီမများကြနဲ့တော့ဘုန်းကြီးကိုချင်းမဆာလို့ပြောတာမဟုတ်ဘူးနော်တပီတော်မတို့နားလဲပါလေဖျားဘာဘူးကြီးမိသားစုကလည်းဘုန်းကြီးကိုကတော့ပြီးတော့ပြန်သွားတယ်ဗျသူတို့ပြန်သွားရနဲ့ဘုန်းကြီးကလည်းကျုပ်ကိုခေါ်တော့တာစန်းနေလာခဲ့စမ်းမအောင်ကွမင်းဘာတွေလှုပ်ထားပြန်ပြီလဲကဲရှောက်စမ်းအဟိုးလေးဗျဟိုးလေးတွေလုံးမနေနဲ့မြင်မြန်ရှောက်အတင်းမှာ ။တပီတော်နဲ့ဘာဘူးကြီးလမ်းမလျှောက်ခဲနဲ့တဏီယာနဲ့တဏီယာစိတ်နဲ့သွောင်းနေအောင်တရားကျင့်ကြံနေတာပါဖေ။တေစနေရတော့လုံးလိုက်ရင်ဖြစ်နေ။ကဲကဲကဲဆက်လျှောက်စမ်း။တပီတော်တို့ရဲ့ညာဘက်တွေပါမအေဖယ်ကျင့်ကြတာပါဖေ။တော်တော်ကြပါပြီ။အဲ့ဒီမှာဘာဘူးကြီးကလည်းကြောင်းတလို့လို့ဖြစ်လာတယ်ဖေ။တပီတော်ပြောတော့လည်းနားမထောင်တော့ဘူး။တပီတော်ကလည်းဘာလို့လို့အမှန်မသိဖြစ်နေ။ဆရာမိုးကောင်းကလည်းညာကြီးမိုးချုပ်ရောက်ကြလာတယ်။ပြီးတော့ဆရာမိုးကောင်းကလည်းသူ့ကိုပြောပြတယ်။ဘာဘူးကြီးကလည်းအဲ့ဒါကိုလက်မခံဘူးဖေ အဲ့ဒီလိုနဲ့ပဲဆရာမိုးကောင်းနဲ့တူတူတရားထိုင်မယ်ဆိုပြီးတိမ်နဲ့ဝင်သွားကြမနက်မိုးလင်းလို့တပည့်တော်သွားချတော့မရှိကြတော့ဘူးဗျာอืมတခါမိုးကောင်းနဲ့တူပျောက်သွားတယ်ဆိုတော့သိပြီလေစိတ်ပူစရာမရှိပါဘူးနောက်တခါဒီလိုမဖြစ်စင်တဲ့စနီးတခါပါဘူးလို့လူမျိုးကိုလေတို့တွေကပို့ပြီးတော့ဂယူးဆက်ရမယ်ကွတင်းပါဗျာဖုန်းကြီးကလည်းကြုတ်ကိုသိပြီးတော့မဆူလိုက်ဘူးဗျာဆူလာတော့ကိုရင်နှစ်ပါးနဲ့ဘိုးကနောက်တနေ့ကျတော့ဇောင်းတန်းလေးမှာထိုင်မယ်ကြံငါရှိသေးတယ်တန်းဆူတော့တာ ကိုစနေတော့မြာကိုဘာသာတခါယူတာကိုအားမရဘူးတခါကြီးပါဘူးကအဖို့ခေါ်နေသည်ဟုတ်ပါကိုစနေတော့မြာလှုပ်လိုက်ရင်တလွဲ့ကြီးပဲကြောင့်ဖြစ်လဲကို့အပြစ်နဲ့ကိုဆိုတော့လဲငြိမ်နေရတာပေါ့ဘိုးကတော့ကိုရင်လေးတွေထပ်ပို့ပြီးတော့စူတာကြမ်းစနေမင်းကဆရာကြီးလားဒါမှမဟုတ်ဘာဘူးကြီးသမီးကိုကြံနေတာများလားအာဗျာကျုံမအဲ့ဒီလိုစိတ်မရှိပါဘူးဗျစနေဘာဘူးကြီးမရှိရင်သူတို့ကိုမင်းဆောင်းလျှောက်ပေးရမယ်လို့များထင်နေရော့လားကွာ ဘိုးကလည်းမဆိုင်နာတွေပါရှောက်ပြောနေတာဗျသူ့စိတ်ထဲမှာကျုပ်ကိုဘလို့ထင်နေလဲတော့မသိဟာဘိုးကကျုပ်ကိုထင်သေးနေရလားကျုပ်ကိုခွင့်ရေးယူတတ်တဲ့ကောင်းလို့များထင်နေရလားဘိုးကစကားကိုကြည့်ပြောဗျာအာငါကြည့်ပြောတာပဲလေကွာမင်းတို့ဘာဘူးကြီးတမီးကပြောခိုင်းလိုက်တယ်သူတို့ပြင်မထားပါနဲ့တယ်ကွာသူတို့ဒီရက်ကွက်ထဲပြောင်းလာတာဘလောက်မှမကြသေးဘူးအခုဘလောက်များစိတ်အားငယ်နေမလဲမင်းမစဉ်းစားကြည့်လေကျုပ်ဘိုးကကိုစိတ်တုံနေရအောင်ပျောက်သွားပါလေဗျာနေရင်ထိုင်ရင်နဲ့ဘာဘူးကြီးတို့မိသားစုကိုလည်းတနာလာ အဲ့ဒါကြောင့်လဲဘိုးကကိုလက်ကဆွဲပြီးတော့ဘာဘူးကြီးတို့အိမ်ကိုသွားလိုက်တယ်။ဘိုးကလည်းဘာလဲဆိုတဲ့အကြည့်နဲ့ကျုပ်ကိုကြည့်ပြီးတော့ရက်ကန်ရက်ကန်နဲ့ပလာတာပေါ့။အဘာကြီးပါလိုက်လာတာလား။ဟုတ်တယ်ဒူမကြီး။ဘာဘူးကြီးကိုစိတ်မပူပါနဲ့။တရားထိုင်ရင်အခုလိုမျိုးထူးထူးဆန်းဆန်းနေရဖြစ်လေရှိ။အဲ့ဒီလိုဘာကြောင့်ဖြစ်တာလဲဘာကြီး။သူသူကလည်းမေးလာတယ်ဗျ။ဘိုးကလည်းအပြောကောင်းတဲ့သူဆိုတော့ကျုပ်ကလည်းဘာဘူးကြီးမိသားစုကိုနှစ်သိမ့်ပေးဖို့ခေါ်သွားတယ်။ ကျုပ်ထင်တဲ့အတိုင်းပဲဘိုးကလည်းကောင်းကောင်းနှစ်သိမ့်ပေးလိုက်တော့မိသားစုတွေစိုးရိမ်နေတာတတ်တာသွားတာပေါ့ဗျာသူတို့ကလည်းဘိုးကကိုသူ့အဖေတရားထိုင်နေတဲ့နေ့ဘလို့ပျောက်သွားလဲဆိုတော့မေးဘိုးကလည်းခေါင်းလေးညိတ်ပြီးတော့ဖြေတာပေါ့ဒီလိုငါမြည်ရဲ့စိတ်ဆွမ်းအင်းတွေများလာရင် လူတွေမှာစွမ်းအားတွေရလာတတ်တယ်။ဘာကြီးထင်တာတော့ငါမြည်ရဲ့အဖေလည်းအဲ့ဒီလိုစွမ်းအားတွေရသွားတာဖြစ်လိမ့်မယ်။ဒါဆိုသမီးတို့စီကိုပြန်မလာတော့တဲ့အထိမဖြစ်နိုင်ပါဘူးနော်။မဖြစ်ပါဘူးကွယ်စိတ်ချပါ။ ငါမီးတို့အဖေပြန်လာမှာပါ။ဘာကြီးအသက်နဲ့ကိုအာမခံပါလေ။ဟုတ်တယ်မတူတူ။ကျုပ်လည်းအသက်နဲ့အာမခံပါလေ။ကျုပ်ကပါတူတူကိုအဲ့ဒီလိုပြောလိုက်တယ်ဗျ။တူတူကလည်းပြုံးပြီးတော့ကျုပ်ကိုခေါင်းညိပြ။နောက်တော့ဘိုးကပြောပြတဲ့အကြောင်းတွေကိုကျုပ်တို့နားထောင်နေရတယ်။ဘာဘူးကြီးတို့မိသားစုကလည်းစိတ်မကောင်းတော့တိတ်မဖြစ်ကြတော့ပါဘူး။စကားပြောကောင်းနေရတဲ့အချိန်နှောင်းသွားပြီမလို့ကျုပ်တို့တွေပြန်မယ်ပြင်တော့လဲဘာဘူးကြီးမိမကျေးဇူးတင်တယ်ကဆိုလာတယ်။ဦးကြီးနဲ့စနေကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့တွေကိုအခုလိုမျိုးနေနေထွေးထွေးရှိပေးလို့ ော်ရပါတယ်တော်ရပြောစရာလူတွေကြနေတာပဲအော်ကျုပ်ပြောဖို့မင်းနေတာတစ်ခုရှိတယ်ဗျဆရာမိုးကောင်းကရှမ်းပြည်ကနေလာတာအဲ့ဒီတော့ဘာဘူးကြီးရှမ်းပြည်ကိုများရောက်သွားသလားတော့မသိဘူးဗျဟာအဲ့လိုဆိုရင်တော့ဒုက္ခငါတူရဲ့မားလို့လေတော်လေးရဲ့မင်းဦးလေးဘာဘူးကြီးကအချမ်းတမ်းမခန့်နိုင်ဘူးအခုလောက်ဆိုမီးတွေခိုက်နေတော့ပြီထင်တယ်ကျုပ်တို့တွေပြောရင်းနဲ့ထရည်ပြည့်သွားတာပေါ့အံ့ဩစရာကောင်းတာတခုကတော့ကျုပ်တို့စိတ်ထဲမှာဘာဘူးကြီးဘာမှမဖြစ်ဘူးဆိုတာကိုအလိုလိုသိလာအဲ့ဒါကိုလေတူတူကစပြီးတော့တတိထားမိတယ် အဲ तू ကလည်းဘိုးကအိုပြောလာမှာပဲကျုပ်ကလည်းပြန်တွေးလာမှာဘာကြီးဘာဖြစ်လို့လဲမသိဘူးကြာလာလီလီအဖေဘာမှဖြစ်ဘူးဆိုတော့တမိလိုလိုသိတယ်လို့အခုနောက်ပိုင်းအဲ့ဒီလိုခံစားထူးဆန်းနေဘာကြီးအေးတမိပြောမှာပဲအမေလည်းတတိထားမိမနေ့ကလောက်ထိအမေစိုးရင်စီမရှိတော့တမိအဖေဘာမှဖြစ်ဘူးဆိုတော့ယုံကြည်နေတယ် ကျွန်တော်တွေအဲ့ဒီလိုပြောတော့ဘာစကားမှမပြောဘဲငြိမ်နေတဲ့ဘာဘူးကြီးရဲ့တမီးအငယ်မာလေးကလည်းပြောလာတာပေါ့အခုစနေတမီးကအမကြီးနဲ့အမေကိုပြောသေးတယ်ဖေကြီးရန်ကုန်ရောက်နေတယ်ဆိုတာလीပြီးတော့တမီးအတွက်အင်းကြီးဝဲလာမှာဆိုတာဟုတ်လားကွယ်တမီးကိုဘာသူပြောရလဲဖေကြီးနဲ့အတူတူသွားတဲ့ဥဥကပြောတာဥဥဟုတ်လားဘလို့ပုံစံလဲတမီးအာဥဥကရုပ်ချောတယ်ဇပင်ကတူတူလေးနဲ့ဟိုဘေးကိုခွဲထားတာအင်းကြီးကအညိုရောင်နဲ့ဟာ ဘိုးကအဲ့ဒါဆရာမိုးကောင်းမေကျုပ်ကလည်းအံ့ဩတကြီးနဲ့ဘိုးကောင်ကိုပြောလိုက်တာပေါ့ကျုပ်ပြောတာကိုလည်းသူတို့သားမိတွေကနားမလဲကျုပ်တို့ကလည်းပြန်တော့မယ်ဆိုကမှစကားတွေကောင်းနေရလေဘိုးကလည်းကျုပ်ပြောတာကိုခေါင်းညိပြီးတော့ဟုတ်တယ်စနေအဲ့ဒါမိုးကောင်းမေမိုးကောင်းကကလေးမလေးကိုအိမ်မက်ပေးခဲ့တာပဲဥိဘာလို့ပြောနေရလဲဦးကျမတို့ကိုနားလေအောင်ပြောပြစမ်းပါဦးဒီလိုတူမကြီးရဲ့တူမကြီးရဲ့သမီးလေးဟာသူ့အိမ်မက်ထဲရအတိုင်းပြောပြနေတာမှလားဟုတ်တယ်သမီးလေးကမင်းညကလေးကပြောနေတာ ။အေသူပြောတဲ့ဥဥဆိုတာလည်းဘာဘုံနဲ့အတူတရားထိုင်နေသူဘတူမကြီး။ဘိုးကပြောလိုက်တော့လေသူတို့ကလည်းအံ့ဩသွားတယ်ဗျ။ကျုပ်တို့လည်းအံ့ဩရတာပါပဲ။ဒီလိုနဲ့ကျုပ်တို့ကလည်းသူသူတို့အသားမိတွေကိုလည်းစိတ်မပူဘဲအတွင်းထဲမှပြီးတော့ပြန်လာခဲ့လိုက်တာပေါ့ဗျာ။ဒီနေ့ဆိုရင်လည်းဘာဘူးကြီးပြောက်သွားတာ၃ရက်ရှိပြီဗျ။ကျုပ်ကတော့သူပြန်လာရင်ကျောင်းကိုအရင်လာမယ်ထင်းနေတယ်။ဘာလို့လဲဆိုတော့သူကြုံတွေ့ခဲ့ရတာတွေကိုပြောပြခြင်းလို့လေ။ကျောင်းဝိုင်းထဲကိုလူဝင်လာတိုင်းလဲကျုပ်ပြင်လည်းပြေးပြေးကြည့်ရတာအမဟုတ်ဗျ။ဘာဘူးကြီးများပြန်လာလားပေါ့ အဲ့ဒီလိုနဲ့သုံးရက်မြောက်နေကျုံတဲ့ဘိုးကဇောင်းထဲမှာထိုင်နေတဲ့အချိန်ကျောင်းဝိုင်းထဲကိုလည်းမြင်းလဲတစည်းဝင်လာတယ်ကျုံတို့တွေကလည်းမြင်းလဲကိုကြည့်နေတော့မြင်းလဲဘိုးကလူကလည်းအတန်ခက်ကြင်နေလှန့်អော်အဘိုးကနဲ့စနေဘာလို့ကြည့်နေတာ ਉ ကျုပ်ပါဗျဘာဘူးစနေမင်းဘာဘူးကြီးတော့ပြန်ရောက်လာပြီကွာကျုပ်ကလည်းမြင်းလဲနောက်ကိုသွားပြီးတော့ဘာဘူးကြီးကိုခေါ်လိုက်တာပေါ့ဘာဘူးကြီးကတော့အိတ်လေးတစ်လုံးကိုလက်ကဆွဲပြီးမြင်းလဲဘိုးကဆင်းလာပြီးတော့လည်းကျုံတို့ထိုင်နေတဲ့ဇောင်းထဲမှာဝင်ထိုင်တာပေါ့ အတူထိုင်တာပဲကျုပ် ကလည်းတမ်းမေးတော့တာပဲအဘဘူးကြီးဟာခင်ဗျမပြောမစုံနဲ့ဘယ်သွားနေရလဲဗျအာရန်ကုန်ရောက်သွားတာကွာဗျာအေးကွာရန်ကွာရွှေတကုံဖျားဘုံရောက်သွားတာစနေမင်းရဲ့ဆရာရဲ့စွန့်ချက်ကွာတရားထိုင်သွားမယ်ဆိုပြီးတိမ်ထဲမှာနှစ်ယောက်သားတရားသွားထိုင်နေရလေခဏနေတော့ငါ့ကိုဂုတ်ကနေဆွဲတယ်ငါလည်းမျက်လုံးဖွင့်ကြည့်လိုက်ရောငါရွှေတကုံဖျားရင်မြင်တော့ဘုံရောက်ပြီးတော့ခင်ဗျဖြစ်ချင်တာဒီလိုလားလို့လဲမေးတယ်ငါလည်းခေါင်းညိပြရတာပေါ့ကွာ ပြီးတော့သူကပြောသေးတယ်ကွာဆရာတော်ပြီးတဲ့တရားဟိုသာကြင့်ကြံပါတဲ့ငါ့ကိုလည်းခရီးတစ်ခုတောင်းသွားတယ်ပြီးတော့အိမ်ပြန်ဖို့လမ်းစည်းနေသမီးလေးတို့အိမ်ကြီးဝယ်ဖို့လည်းပြီးခဲ့ပြီးတော့ထွက်သွားတော့ငါလည်းဖျားဘူးသွားပြီးတော့လေသမီးလေးတို့အဝတ်စားဝယ်ပြီးတော့ပြန်လာတာအိမ်ကမပြန်သေးဘူးဘိုးကနဲ့မင်းကိုဒီအကြောင်းတွေပြောချင်လို့ဒီကိုအရင်ဝင်လာဟောဆန်းနေဆန်းနေဗျာကျုံနဲ့ဘာဘူးကြီးလောင်းထားတာဘာဘူးကြီးနိုင်တော့ပြီပေါ့ဗျာတော်ပါပြီဆန်နေဟာ တရားကျင့်ကြံတာအလောင်းအစားလုပ်เสียမှမဟုတ်ဘူးကွာဆရာမိုးကောင်းမှားလိုက်သည်မင်းပြောတာတွေကိုလိုက်မလုံနဲ့တည်းအာဗျာဆရာတော့ကိုယ့်တပည့်ကိုလည်းတိတ်ခါချနေတာပဲကျုပ်အဲ့ဒီလိုပြောလိုက်တော့ဘိုးကလည်းကျုပ်ကိုကြည့်ပြီးပြောတာပေါ့မိုးကောင်းကယ်လို့တာပေါ့မဟုတ်ရင်တော့ဘာဘူးယူနေလောက်ဟုတ်တယ်ဘိုးကရာကျွန်တော်အပြင်လည်းရှက်လိုက်တာဗျာတရားစက်တရားမှန်တွေ့ပါလေနဲ့စူးစမ်းချင်တာလေစနေတယောက်ထဲအမှားတော့လည်းမဟုတ်ဘူးပေါ့ဗျာကြုံမှားကြီးလည်းပါပါတယ်အခုတော့အိမ်ခဏပြန်လာအောင်မယ်ဘိုးကကြီး ချက်ချင်းပြန်လာခဲ့။ဩရပါလေမင်းလည်းနားပါအောင်ပါဘူးယာ။အာကားကောင်းကောင်းစီးပြီလာတာပါဗျမပင်မန်းပါဘူး။ရန်ကုန်ကရွှေတကုံဖျားကိုဟိုးရင်ကလေးကဖူးကျင်နေလား။အခုမှပဲဖူးရတော့တယ်ဗျို။음အရင်စင်တော့လေစနစ်ကောင်းမှုပါဗျ။စနစ်ငါမင်းကိုလဖိတ်တိုင်မယ်ကွာ။ဆရာမိုးကောင်းပြီးတဲ့ငွေရလဲပူသေးတယ်ဗျာ။ဩဘာဘူးကြီးဘာဘူးကြီး။သူကတော့ပျော်လို့ရှင်လို့ကျုပ်တို့မှာတော့သူပြောက်သွားတာနဲ့စိတ်ပူလဲရတာတော်သေးတယ်ဆရာမိုးကောင်းကယ်လို့သာပဲ မတော်တဆသူ့ဘာသာသူရောက်သွားလို့တော့မတွေးရစရာအခုတော့လေဘာဘူးကြီးတယောက်သူ့သမီးအတွက်ဝယ်လာတဲ့ဝယ်စားတုပ်လေးကိုဆွဲပြီးတော့လေကျုပ်တို့နှုတ်ဆက်ចောင်းဝင်းအပြင်ကိုလည်းထွက်သွားတော့တာပေါ့ဗျာကျွန်တော်ခြံနေရနေအခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့ဘုံရင်ចောင်းသားစနေနေ့ဘာဘူးကြီးဆိုတဲ့ဇလန်းလေးရဲ့ဇာတိမိုင်းပဲဖြစ်ပါတယ်နောက်ထပ်နောက်ထပ်လည်းဘလို့စိတ်လူရှားပဲကောင်းတဲ့ဇလန်းလေးကိုထုတ်လွှင့်တင်ဆက်ပေးမှာဖြစ်စောတာစောင့်မျှော်ခန်းစားနားဆင်အားပေးကြပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ